အေယာမအရာကြီးတွေလို့ပြောလိုက်တဲ့အခါသင်ပါကိုပြင်းမြင်မိပါတည်းနာယာဂရာရေတခွန်ကြီးအေဝရတ်တောင်ကြီးဓမ္မမဟုတ်ရင်လဲအန်ဒရိုမီဒါစကြဝဠာကြီးစတာတွေကိုမြင်မိကြမှာပါကျွန်တော်တို့ရဲ့နေစကြဝဠာကြီးထဲမှာအေယာမဂျိုကြီးလေးလုံးပါပါတယ်ဂျိုဂျိုရီတဲကအကြီးဆုံးဂျိုကတော့ဂျူပီတာဂျိုပဲဖြစ်ပါတယ်ဒီဂျိုရဲ့အရွယ်အစားကိုခံမနိုင်ဖို့အတွက်ဒီလိုစိတ်ကူးကြည့်ပါ Mercury, Venus, Mars နဲ့ကမ္ဘာမြေကြီးလိုမျိုးအတွင်းဘက်ကဂျူရီအလုံးဟာနေဆက်ကြဝဠာကြီးတစ်ခုလုံးရဲ့၃ညတသမ၄ရာခိုင်နှုန်းသာဖြစ်ပါတယ်။ Jupiter ဂျူတစ်လုံးနဲ့ကတော့ဆက်ကြဝဠာဒူးတွေရဲ့81ရာခိုင်နှုန်းအထိပါဝင်နေပါတယ်။ဒါကြောင့် Jupiter ဟာကျွန်တော်တို့ဂျိုစနစ်ထဲမှာရှိတဲ့ဘယ်အရာဝတ္ထုထက်မဆိုအစာပေါင်းများစွာပိုကြီးမှာပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့ ဂျူပီတာဟာအာကာသရင်းမျောနေတယ်ကြောက်တုံးတုံးတက်တက်မဟုတ်ဘဲကြောက်မက်ဖွယ်ရာပြင်းအားရှိတယ်အသင့်လုံပြီးသားအပူချိန်မြင့်နျူကလ িয়ার ဘုံးတလုံးပဲဖြစ်ပါတယ်ဒီဂျိုဟာအီယာမတက်မှွေဂျိုအုပ်စုရဲပါဝင်နေပါတယ်အပူချိန်မြင့်နျူကလ িয়ার တက်ပြုတ်မှုတွေကြောင့်အချိန်ပြည့်လောင်ကျွမ်းနေတယ်ကျွန်တော်ရဲ့နေနီးတူဂျူပီတာဂျိုကိုအတိတ်ကအပြင်ဟိုက်ဒရိုဂျင်ဟီလီယံတက်မှွေတွေနဲ့ဖွဲ့စည်းတိစောက်ထားပါတယ်ဂျူပီတာဂျိုမှာဒီလိုတက်ပြုတ်မှုတွေ ဘယ်လိုစတင်ခဲ့တာပါလဲတကယ်လို့ဂျူပီတာဂျိုရဲ့လေထုတွေကမီးလောင်လွယ်တဲ့တံခွေတွေနဲ့ဂျိုဘော်ကဖုံမှုန့်တွေကိုတာမန်မီချစ်ဆန်နဲ့မီးရှို့လိုက်ရင်ဒီဂျိုဟာအာကာသမီးတောက်တွေဝါမျိုးရာခံရပြီးပောက်ကွဲမှုဖြစ်နိုင်ပါသလားဆိုတဲ့မေးခွန်းတွေရဲ့အဖြစ်ကိုတော့ဒီဗီဒီယိုမှာဖော်ပြပေးသွားမှာဖြစ်ပါရခင်ဗျာတကယ်တော့ဂျူပီတာရဲ့လေထုထဲမှာထုတ်ခဲ့သူတော့မီးချစ်ဆန်ပေါင်း2သိန်းခွဲလောက်ဟာစက္ကန့်တိုင်းမှာမီးညှိခံနေရပါတယ် ဒီမြစ်စံတွေကိုတော့အောက်ကပြန်လေးလို့ခေါ်ကြပါတယ်။အောက်ကပြန်တွေဟာအကသာတွေကနေဂျိုစီကိုစွဲငင်ခံကြရပြီးဂျိုရဲ့လေထုထဲမှာလောင်ကျွမ်းကြပြီးမဲ့တန်းွေဂျိုကြီးပေါ်မှာအောက်ဆီဂျင်မရှိတဲ့အတွက်ပေါက်ကွဲမှုကိုတော့မဖြစ်စေကြပါဘူး။မိရအောက်ဆီဂျင်မရှိတဲ့နေရာမှာမလောင်ကျွမ်းနိုင်ပါဘူး။မယုံရင်ဖျောင်းတဲ့တိုင်ကိုမိထုံးပြီးဖမ်းမလဲနဲ့တင်းကျက်စွာပိတ်ထားကြည့်ပါ။စကတ်အနေငယ်အကြောင်းမှာဖမ်းမလဲနဲ့က အောက်ဆီဂျင်တွေအလုံးလောင်ကျွမ်းသွားတာကြောင့်မီးငြိမ်သွားတာကိုတွေ့ရမှာပါဒီဂျိုရဲ့90ရာခိုင်နှုန်းပါဝင်ထားတဲ့ဟိုက်ဒရိုဂျင်ကလည်းအောက်ဆီဂျင်ရှိတဲ့နေရာမှာတော့လောင်ကျွမ်းနိုင်ပါတယ်ဒါကြောင့်တာမန်မီချစ်ဆန်လေးနဲ့ဒီကအပူချိန်မြင့်နျူကလ িয়ার တက်ပြုတ်မှုကိုမစတင်နိုင်ပါဘူးကမ္ဘာပေါ်မှာမြင်နေကြမီးတောက်လိုမျိုးဂျူပီတာပေါ်မှာမရှိပါဘူးတကယ်လို့ဂျိုကိုမီးရှို့လို့ရမယ်ဆိုရင်တင်းငယ်တဲ့အုတ်ကာပြန်လေးတွေကအရင်ကတည်းကမီးရှို့ပြီးသားဖြစ်နေမှာပါ ဒါပေမဲ့မီဂျစ်ဆန်တွေဟာဤပညာအရခရှိပြည့်တဲ့တီထွင်မှုတစ်ခုတော့မဟုတ်သေးပါဘူး။နျူကလ িয়ার ပုံးလိုမျိုးမီချစ်ဆန်ထပ်ပိုးအပြင်းနဲ့အရာတစ်ခုခုနဲ့အပူချိန်မြင့်နျူကလ িয়ার တပ်ပြမှုကိုစတင်နိုင်တော့ပါတယ်။ဒါမှမဟုတ်ဘလူးတွေဖြစ်လာမယ်ဆိုတာကိုသိရဖို့ဂျူပီတာဂျူဘောကိုဘုံကျဲချစရာမလိုပါဘူး။လောကနှစ်ပေါင်း30အတွင်းမှာဒီဂျူဟာအလွန်ဆိုးဝါးလုံးနဲ့ဘေးအန္တရာယ်တွေကြုံတွေ့ကြရပါတယ်။ ဒါကကမ္ဘာပေါ်မှာအပြင်းဆုံးနျူကလ িয়ার ဘုံးကတော့ဒီကဘေးအန္တရာယ်တွေကိုလိုက်မမီနိုင်ပါဘူး။1994ခုနှစ်မှာတမိုင်းတစ်လျှောက်ပထမဆုံးအနေနဲ့လက္ခဏာပေဒပညာရှင်တွေဟာနေဆက်ကြဝရစနစ်ထဲကဂျိုးတစ်ခုနဲ့ဂျီမာရဲ့အာဂါတာအဆိုင်ခဲတစ်ခုတိုက်မိကြတာကိုမှတ်တမ်းယူနိုင်ခဲ့ကြပါတယ်။1994ခုနှစ်ရဲ့ဇူလိုင်လ16ရက်နေ့ကနေ22ရက်နေ့အထိကဘာပြက်ချင်တဲ့တံတန်တူတဲ့ဖြစ်ရက်တစ်ခုဂျိုပီတာဂျိုဘောမှာဖြစ်နေခဲ့ပါတယ်။ ရှုန်မေကလ်လီဗင်နိုင်လို့အမည်ရတယ်။အောက်ကပြန်အပိုင်းဆော့22ပိုင်းဟာဒီတက်မွေကျူကိုတိုက်မိခဲ့ပြီးပြင်းထန်တဲ့မျက်နှာပြင်ပွန်ပဲ့မှုတွေဖြစ်ပေါ်လာစေခဲ့ပါသည်။တပတ်မတိုင်ခင်မှာပဲဂျူပီတာဂျိုးရဲ့တောင်ဘက်ချမ်းဟာဒီတိုက်မိခြင်းတွေရဲ့ဒဏ်ရာရီနဲ့ပြင်းထန်သွားခဲ့ပါသည်။ဒီကအကြီးမားဆုံးဘေးအန္တရာယ်ကတော့ဇူလိုင်လ16ရက်နေ့မှာဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ် ဩကပြန်ရဲ့အကြီးမားဆုံးအစိပ်ပိုင်းနဲ့တိုက်မိပြီးတဲ့နောက်ဂျိုဝါမှာအချင်း8500မိုင်အကွာဝေးရှိတဲ့အမဲရောင်အဆက်ကြီးပေါ်ပေါက်လာခဲ့ပါပြီ။ဒီအဆက်ကြီးရဲ့အချင်းဟာကမ္ဘာမြေကြီးတစ်ခုလုံးရဲ့အချင်းထက်မိုင်450တောင်တည်ငယ်ပါပြီ။ဒါပေမဲ့ဂျူပီတာဂျိုဟာလုံးဝမယိုယွင်းခဲ့ပါဘူး။နခရပိတဲ့ပညာရှင်တွေဟာဒီဂျူပေါ်မှာ6မီလီယံမက်ဂဒန်အထိရှိတဲ့ပောက်ကွဲမှုတွေရှိခဲ့တာကိုအဲ့ဒီအချိန်တုန်းကတွေ့ရှိခဲ့ကြပါရဲ့ ဒီပောက်ကွဲမှုတွေဟာလူတွေတီထွင်ခဲ့တဲ့နျူကလ িয়ার လက်နက်တွေအလုံးရဲ့စုစုပေါင်းပောက်ကွဲမှုထက်အစပေါင်း850ပုံမှုပြင်းထန်ပါတယ်။ဒါမှမဟုတ်ဘေးရန်နေရာတွေကြောင့်ဂျိုဘမဖြစ်ပေါ်ခဲ့တဲ့ဒဏ်ရာတန်ချက်တွေဟာတပတ်အတွင်းမှာပဲပျောက်ကွဲသွားခဲ့ကြပါတယ်။ဒါဂျူပီတာဂျိုမျက်နှာပြင်ရဲ့တခုတည်းသောအာဂါသအဆိုင်ခဲတွေရဲ့ထိုးနှက်ခံရမှုတော့မဟုတ်ခဲ့ပါဘူး။2009ခုနှစ်မှာနောက်ထပ်ဥက္ကာပြန်လို့ယူဆရတဲ့အဆိုင်ခဲတစ်ခုဟာဒီဂျိုကိုလာတိုက်မိခဲ့ပါသေးတယ်။ သူရဲ့တိုက်မိတဲ့အရှင်ကြောင့်ဒီဂျိုမျက်နှာပြပေါ်မှာ Pacific Mode တရားအကျွဲစားလောက်ရှိတဲ့အမဲရောင်အဆက်ကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီလိုတိုက်ခိုက်မှုတွေကတော့အပူချိန်မြင့်နျူကလ িয়ার တပ်ပြုတ်မှုကိုမဖြစ်ပေါ်စေနိုင်ခဲ့ပါဘူး။ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့နျူကလ িয়ার လက်နက်တွေအားလုံးကို Jupiter ဂျိုစီပြစ်လွတ်ပြီးဖောက်ခွဲခဲ့ရင်တော့ဒီဂျိုရဲ့ပျက်စီးမှုကမဖြစ်လာနိုင်ပါဘူး။ဒါပေမဲ့ချွင်းချက်တစ်ခုတော့ရှိပါသေးတယ်။ လူရီဟာဂျူပီတာစေတန်ယူရေနပ်စ်နဲ့နက်ပ်ကျွန်းဂြိုလ်တွေကိုကိုရိုင်းဖျက်ဆီးနိုင်ကြတယ်လို့ဆိုထားပါတယ်ယူကလီးယားပောက်ကွဲမှုကိုဂြိုရဲ့မျက်နှာပြင်ပေါ်မှာမဟုတ်ဘဲဂြိုအတွင်းထဲမှာဖြစ်စီမဲ့ဆိုရင်အပူချိန်မြင့်ယူကလီးယားတပ်ပြမှုအကွင်းဆက်ကိုစတင်နိုင်တယ်လို့ဆိုထားပါတယ်ဒီလိုနဲ့ဂျူပီတာဂျိုကြီးပောက်ကွဲပြီးတဲ့နောက်မှာ theory အရာလူသားမျိုးနွယ်တွေလည်းပြတ်သုံးသွားမှာပဲဖြစ်တယ်လို့ဆိုထားပါတယ်။ဒါရီဟာကြီးမားတဲ့ဂျိုရီရဲ့အတွင်းပိုင်းမှာကြောက်စရာကောင်းတဲ့ဖီအားနဲ့တင်းဆဲထားတဲ့ hydrogen သက်သူတွေကြောင့်ပဲဖြစ်ပါတယ်။အနာဂတ်ရဲ့သဘာဝတံငွေဟာဘာဖြစ်လာမလဲသိချင်ရင်တော့အဖြေဟာ hydrogen jewelry ရဲ့အတွင်းဘက်မှာရှိနေပါတယ်။ hydrogen အဆိုင်ခဲကနေပုံမှန် molecule ပုံစံပြောင်းလဲတဲ့ဖြစ်စဉ်အတွင်းမှာလောင်ကျွမ်းခြင်းထက်စွမ်းရင်အစ20ပို့ပြီးတော့ထုတ်လွှတ်ပြီး hydrogen သက်သူရဲ့အလွန်သင်းငယ်တဲ့တံငွေအတောက်စီကြောင့်အိမ်တလုံးကိုနှစ်ပေါင်းများစွာစွမ်းအင်ထုတ်ပေးနိုင်ပါတယ်။ဒါကြောင့်ပဲဆက်ရုပ်တွေကိုအားကိုကိုပြီးနေနိုင်လာမယ့်အနာဂတ်ဟာ တကယ်ကိုလက်တွေ့ဖြစ်လာနိုင်ပါတယ်။ဟိုက်ဒရိုဂျင်တထုတည်ရှိမှုကို1939ခုနှစ်တွေကတည်းကခံမှန်းခဲ့ကြပြီးမယ်။2016ခုနှစ်ရောက်မှသာ Harvest တက္ကသိုလ်ကတပည့်များရှင်တွေကအရေးအတွက်အနည်းငယ်သာထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုကိုတပည့်များရှင်တွေပဲကသိစိတ်မဝင်စားခဲ့ကြပါဘူး။ပြင်သစ်ယူဘပေတာပညာရှင်ကဟိုက်ဒရိုဂျင်အဆိုင်ကဲတည်ရှိကြောင်းနဲ့ကမ္ဘာပေါ်မှာထုတ်လုပ်နိုင်ကြောင်းအတည်ပြုပြီးတဲ့အခုအချိန်မှသာစိတ်ဝင်စားလာခဲ့ကြတာပါ။ ဒါပေမဲ့ဒါကိုထုတ်လုပ်နိုင်ဖို့တော်တော် PR 4 million လို့အပ်ပါရင်နောက်ထပ် Jupiter Joe ရဲ့ပောက်ကွဲမှုစီကိုပြန်သွားကြည့်ကြရရင်တော့2003ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာ NASA ဟာ Galileo အကသစုဆိုင်းယာဉ်ကို Jupiter Joe ရဲ့လေထုထဲဝင်ကြည့်စေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီယင်ပေါ်မှာတော့26ပေါင်၄ချိန်ရှိတဲ့ Radio 30ကျွတ် Plutonium 238ခုတည်ဆောင်သွားခဲ့ပေမဲ့တွင်ဆက်တက်ပြမှုဖြစ်ပေါ်စေဖို့22ပေါင်သာလိုအပ်ပါတယ်။ အတိမပြုရသေးတဲ့မှတ်တမ်းတွေအရဂျူပီတာဂျိုအတွင်းမှာဒီရင်ဟာပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးမျက်နှာပြင်ပေါ်မှာအမဲရောင်အဆက်ကြီးကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။ဒါဟာအမေရိကန်စာရေးဆရာ Richard Hoplan ရဲ့ပြောစကားအရာပဲဖြစ်ပါတယ်။ဒါပေမဲ့ NASA ရဲ့ပြောပုံအရကတော့ဂျိုလူရဲ့အရေးဟာမှန်ပြောင်းရဲ့မြင်ကွင်းနဲ့ကြာရောက်နေုံသာဖြစ်ပြီးဒါကပေါက်ကွဲမှုနဲ့မသက်ဆိုင်ဘူးလို့သိရပါတယ်။ Richard ဟာများစွာသောစိတ်ကူး theory တွေကိုယုံကြည်သူဖြစ်ခဲ့ပြီး တယောစာများစွာလည်းအဲ့ဒီတုန်းကရေးသားခဲ့ပါသေးတယ်။လက်တွေ့မှာတော့ Jupiter 2ဟာပောက်ကွဲနိုင်ပြီးမယ်ပောက်ကွဲအောင်လုပ်ဖို့လမျက်နှာပြင်နဲ့သူ့ရဲ့ဗဟိုချက်အကွာဝေးအရွယ်စားလို့ရှိတဲ့နျူကလ িয়ার ဘုံးကိုပြစ်လွတ်နိုင်မှသာအပူချိန်မြင့်နျူကလ িয়ার ပေါင်းစပ်မှုတက်ပြူခြင်းဟာဖြစ်လာနိုင်မှာပဲဖြစ်ပါရင်ဒီလိုပောက်ကွဲမှုကနေတန်းငွေဂျိုးကြီးတစားစီပျက်စီးသွားပြီး၄၆ဘရာစနစ်တစ်ခုလုံးအတွက်ကြီးမားတဲ့ကပ်ဘေးကြီးကိုဖြစ်ပေါ်လာစေနိုင်ပါရင် ဂျူပီတာဂျိုးပောက်ကွဲမှုဟာကြယ်ပောက်ကွဲမှုအသေးစားနဲ့ဆင်တူပြီးအာကာသရဲကိုများပြားတဲ့အပူစွမ်းအင်နဲ့ထက်ရောင်ကြီးတွေထုတ်လွှဲနိုင်ပါတယ်။နေစွမ်းအင်စနစ်ထဲတိုက်ခတ်နေတဲ့လေပြင်းတွေကိုလည်းအနှောက်ယှက်ဖြစ်စေပြီးဂျိုးအများစုဟာပက်လန်းတွေအပြီးတိုင်းပြောင်းလဲသွားနိုင်ပါတယ်။ဂျာလိုတီယက်တလောက်ကတော့ဒါရီဖြစ်လာခဲ့ရင်ကဘာမြေကြီးလည်းပြတ်သုံးသွားမှာပါ။ပောက်ကွဲမှုပြီးမှအိုဆုံးလွှာနဲ့လေထုတွေကိုဆုံးရှုံးရမှာဖြစ်ပြီးအကသရောင်ကြီးတွေကြောင့် လွဲတာပဲလူသားတွေတေဆုံးကြရမှာပဲဖြစ်ပါတယ်။ကောင်းကင်ဘုံမှာတော့အချိန်တော်ကြောင်မျက်လုံးနဲ့ကြည့်ုံနဲ့မြင်နိုင်တဲ့ပောက်ကွဲမှုအကျိုးဆက်တွေကိုမြင်နေရနိုင်ပေမယ့်ကြည်နိုင်မဲ့လူတအူးမှရှိတော့မှာမဟုတ်ပါဘူး။ဒီမှာမေးစရာမေးခွန်းတစ်ခုကတော့ Jupiter ဂျူမာဟိုက်ဒရိုဂျင်တက်ခွေတွေများစွာရှိနေရင်ကျဲဖြစ်မပြောင်းလဲသွားပဲဘာကြောင့်ဂျူဖြစ်နေဆက်လက်တည်ရှိနေတယ်လဲဆိုတာပဲဖြစ်ပါတယ်။ဒါကဘာကြောင့်လဲဆိုရင်တော့ ဒီတက်မှွေဂျိုကြီးရဲ့တူတယ်ဟာဒီလိုပြောင်းလဲနိုင်မှုအလွန်သေးငယ်နေတာကြောင့်ပဲဖြစ်ပါတယ်။ဂျယ်ရီထဲမှာရှိတဲ့ဟိုက်ဒရိုဂျင်ဟာဗဟုချက်ကဓာတ်ပြမှုတွေကြောင့်ပြင်းထန်တဲ့အပူချိန်ပေးခံထားရတဲ့ပလာစမာအခြေအနေနဲ့တည်ရှိနေပါတယ်။ဂျူပီတာဂျိုဟာလည်းလက်ရှိအရွယ်အစားထက်အစ80ပိုကြီးခဲ့မယ်ဆိုရင်တော့သူဟာဂျယ်ဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ထိုကဲ့သို့ပြောင်းလဲသွားမယ်ဆိုရင်ဂျိုတွင်းနဲ့ကအပူချိန်က18မီလီယံဒီဂရီဖာရင်ဟိုက်အထိဖြစ်သွားပြီးကျွန်တော်တို့ခေါင်းကင်ပေါ်မှာလည်း လင်းလက်တဲ့ကျဲနောက်တလုံးကိုမြင်နိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့တက်တန်းလျှောက်တွင်းမှာတော့ဘလောက်ပဲကြိုးစားကြိုးစား Jupiter ဂျိုးကိုပောက်ကွဲအောင်လုံးဝပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ကြောက်လန့်မနေပဲညဘက်မှာတင်းခဲ့တဲ့မှန်ပြောင်းလေးယူပြီး Solar Snake ထဲကဒီအကြီးမားဆုံးဂျိုကြီးရဲ့မျက်နှာပြင်ကိုဆက်ချလက်ချကြည့်ရှုနိုင်ပါ रे ခင်ဗျာ။